မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့ရဲ့တနစ်တာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတဲ့သတင်းအတိုထွာစီစဉ်ကနေတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးသတင်းအနေနဲ့ကတော့စစ်မှုထမ်းတပ်သားတစ်များကိုမွေးစေဝါတုံးဆွဲခွင့်ပေးထားတာဟုအလင်းဝင်စစ်မှုထမ်းတပ်သားတစ်ကဖွင့်ဟဝန်ခံတယ်ဆိုတဲ့သတင်းမှာဖြစ်ပါတယ်အော်တိုဘလန်း18ရက်နေ့စစ်မှုထမ်းတပ်သားတစ်ကိုအောင်ကျော်ကနောင်ချိုမြို့နယ်အတွင်းတရားပြင်ဆင်နေတဲ့စစ်တပ်စစ်ကြောင်းနဲ့အတူလိုက်ပါလာစဉ်ထွက်ပြေးလွတ်မြောက်လာကကြောင်မဲခရိုင်အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံသို့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ် ကိုအောင်ကျော်မှာမန္တလေးမြို့ကြောက်ဝိုင်းတွင်အလုံးလုံးတူဖြစ်ပြီးအလုံးမအပြန်စစ်သားများကဆိုင်ကယ်ကိုတားပြီးမှတ်ပုံတင်စစ်ဆေးခဲ့ကြောင်းထို့နောက်ကိုအောင်ကျော်ကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးမကွေးစုဆောင်ရေးတပ်တို့ပို့ဆောင်ခဲ့ကြောင်းထို့မှတစ်ဆင့်နမ်လန်မြို့တို့ပို့ဆောင်ခံရကစစ်မှုထမ်းအပတ်စဉ်၁၂တို့တက်ရောက်ခဲ့ရကြောင်းသိရတယ်စခန်းများတွင်လည်းအကြမ်းဖက်စစ်သားများကစစ်မှုထမ်းတပ်သားများကိုအရက်တောက်ချင်းမူရစ်စေဝါများ စိတ်ကြွဆေးပြားများကိုစိတ်ကြိုက် တောက်တုံးခိုင်းကြောင်း မွေးစေဝါများရောင်းချခြင်းကိုလည်းအထက်လူကြီးများကတရားဝင်ခွင့်ပြုပေးထားကြောင်းသိရဒါကတော့မထူးဆန်းတော့ပါဘူးလက်ရှိတနင်္လာရီတိုင်းကိုကျွန်တော်ရောက်သွားတဲ့အချိန်မှာအလင်းဝင်လာတဲ့စစ်သား6ဦးနဲ့စုံခဲ့ရပါတယ်တတိုက်ဆိုင်ရင်ပဲကျွန်တော်ရှိတဲ့အချိန်မှာပဲနော်အဲနှစ်ယောက်ဆိုရင်ရေချိုးနေတန်းလန်းအောင်လာခေါ်လို့ကျွန်တော်မှရေမချိုးပဲနဲ့အပြန်ဝါလိုက်ကြတယ်စမ်းချောင်းမှာရေချိုးနေတဲ့အချိန်ဆိုတော့အဲ့ဒီအလင်းဝင်လာတဲ့စစ်သား6ယောက်လုံးကပြောတဲ့စကားအားလုံးဒီတတ်ချင်းမတူဘူးနော်ဝင်လာတဲ့ အဲတက်တက်မတွေတက်ရင်းနေချင်းမတူဒါပေမဲ့ပြောတဲ့စကားအကုန်လုံးကအတူတူပဲအဲ့ဒါဘာလဲဆိုတော့မွေးစေးဝါးကိုတရားဝင် အတုံးပြုတ်ဝင်ပေးထားတာအဲ့ချောင်းထဲမှာတယောက်ဆိုရင်လေအဲဒီစစ်စစ်ရေးမှုစကားပြောနေတဲ့အချိန်မှာဇက်ကလက်ကောက်ထိုင်ထားရတယ်လူနဲ့စိတ်နဲ့မကတ်တော့ကြောင်းနေတာနော်အဲ့ဒါနောက်၄90တလားလောက်ကြာမှသူစိတ်ပြန်ငြိမ်သွားတယ်စေးကိုဒလွတ်ချလာနော်အဲ့တော့ဟိုတလောအောင်ကဗီဒီယိုဖိုင်တင်ထားတာတွေ့မှာပါစစ်ကောင်စီတက်သားတွေကစစ်သားတွေရောက်နော် စစ်တပ်ထဲမှာတိုက်ပွဲရက်ရှိလာလို့ရှိရင် စေးချတဲ့ကောင်နဲ့အရက်တောက်တဲ့ကောင်ဆိုတာဒါမထူးဆန်းဘူးပေါ့ဆိုတော့အဲ့တော့လက်ရှိမင်းအောင်လှိုင်ခေါင်းဆောင်တဲ့စစ်တပ်ဟာစစ်တီတော်တွေကိုမလုပ်နေတယ်မွေးစေးဝါးတွေတွေးပြီးတော့လူစိတ်ပြောက်အောင်စစ်တိုက်ခိုင်းနေတာပါဒါဟာရာဇဝတ်မှုကြီးလေးတဲ့ရာဇဝတ်မှုဖြစ်ပါတယ်ကိုတပ်ဖွဲ့ကိုကိုပြန်ဖြစ်နေတာဒါပေမဲ့တပ်မတော်ကိုချစ်ပါတယ်ဆိုတဲ့ဒူတွေဘဒူးမှထွက်ပြောတာမတွေ့ပါဘူးသူတို့တပ်မတော်ကိုချစ်တာလားမင်းအောင်လှိုင်အပါဝင်စစ်ဘုံချုပ်တွေချစ်တာလားဆိုတာတော့ စဉ်းစားကြပါတော့လောလောဆယ်စစ်သားတွေဘွားတော့မူရနုံထဲမှာလူရုပ်မပေါက်တဲ့ဘွားတွေရောက်နေပါပြီဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့မင်းအောင်လှိုင်အာဆီယံထိပ်တီးအစည်းအဝေးတက်ခွင့်ရမည်မဟုတ်ဘူးဆိုပြီးအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကထုတ်ပြောလိုက်ပြီဆိုတဲ့သတင်းမှဖြစ်ပါတယ်နော်သူ့မှာတတိချာချာအထုတ်လေးပါလေးပြင်းနေတာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်အနေဖြင့်ယာရီထိပ်တီးအစည်းအဝေးတို့တက်ခွင့်ရမည်မဟုတ်ကြောင်း အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကတရားဝင်ထုတ်ဖော်ပြောဆိုလိုက်သည်ဟုမလေးရှားဗနမသတင်းဌာနကသတင်းဖော်ပြတယ်။အော်တိုဘားလ26ရက်နေ့အော်တိုဘား28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့တွင်58ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်မိခေါင်းဆောင်စည်းင်းတွင်မင်းအောင်လှိုင်ပါဝင်သည်ဟုအကြံဖက်စစ်သက်လော်ဘီများကဝါဒဖြန့်နေမှုများမှာ ယခုကမလေးရှားဝန်ကြီးချုပ်ဤတရားဝင်ထုတ်ပေါ်ပြောဆိုမှုကြောင့်အဆုံးတက်သွားခဲ့ပြီဖြစ်သည်မလေးရှားဝန်ကြီးချုပ်ဤအဆိုအရမြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်မှာအာဆီယံထိပ်သီးအစည်းအဝေးတို့တက်ရောက်မည်မဟုတ်ဟုအတည်ပြုလိုက်ခြင်းဖြစ်သည်မြန်မာနိုင်ငံ၏အကျက်တဲကိုဖြည့်ရှင်းရန်အာဆီယံအနေဖြင့်ဘုံတဘောတူညီချက်၅ရက်အပေါ်တွင်သာဆက်လက်ရပ်တည်နေဆဲဖြစ်ကြောင်းဘုံတဘောတူညီချက်၅ချက်ကိုခိုင်မာစွာစောက်ကင်ထားဆဲဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုပြီးကဲသေပေါ့နော် ားလုံးတိတဲ့အတိုင်းကြော်မျိုးမင်းဆိုရင်ဘာပြောတယ်အာသူတို့ရဲ့စစ်တပ်ချုပ်ကြီးကကမ္ဘာခေါင်းဆောင်နဲ့အလဲမှာဂုံယူဝင့်ကြွားစွာနဲ့နော်ပါဝါကိုတိဆောက်ထားတဲ့အတွက်ကမ္ဘာနိုင်ငံခေါင်းဆောင်တွေရတယ်သူတို့ခေါင်းဆောင်ကိုလူရတွင်းပြီတဲ့အဲ့ဒီအတွက်အာအာဆီယံအစည်းအဝေးမှာသမ္မတဒေါ်နယ်ထရန့်နဲ့တောင်သူတို့ရဲ့ခေါင်းဆောင်ကတွင့်မယ်ဆိုပြီးတော့မဟုတ်တန်းတရားတွေပောက်ပန်း၄၀တွေဖင်ကျယ်ထားတယ်မြအခုတော့ဖင်ဝါတာအကုန်လုံးပေါ်ကုန်ပြီပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီကောင်တွေကတော့ရှက်မှာမဟုတ်ဘူး နော်တော်လိုင်းဘက်ကလူတွေဒါအဲ့လိုမျိုးဟိုလေကျဲပြီးတော့ပြောထားတဲ့အကြောင်းအရာတခုလွဲဝါးကြည့်ရဒီကောင်တွေဘလောက်တောင်ပြောမလဲမသိဘူးနော်အခုတလို့ပြောတဲ့ဟာတွေတို့မရှက်ဘူးလားမသိဘူးကြည့်အဲ့တော့လူယာမဝင်တဲ့ကောင်ကိုလူယာသွင်းချင်နေတာဟိုတည်းကတို့ရဲ့ဝစ်ကြွေပဲတို့ရဲ့ဒုက္ခပဲပြန်တွေ့ကြည့်ရင်စစ်သက်ဒီမင်းအွန်လိုင်းဘောမနေတဲ့ကောင်တွေတော်တော်လေးတနာဖို့ကောင်းပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ရန်ကုန်တွင်စစ်အုပ်စုများလမ်းပေါ်ထိုးကျိတ်ဖမ်းခေါ်သည့်အထိပေါ်တာဆွဲမှုဆိုးရွားလာပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ် ရန်ကုန်တိုင်းတွင်းမြို့နယ်တွေမှာစစ်အုပ်စုကလမ်းတွားလမ်းလာလူငယ်တွေပါမချန်ပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်ဆောင်ရင်းစစ်မှုထမ်းဈေးကွက်ကိုစိုးစိုးရွာရွာလှုပ်ဆောင်လာကြကြောင်းရန်ကုန်စကောက် network မှာပြောပါတယ်စင်ရှင်ဖုံးမြို့နယ်တွေတာမကပန်းစိုးတန်းစမ်းချောင်းစတဲ့လူစီကားရမြို့ပေါ်နေရာတွေမှာပါပေါ်တာဆွဲဖမ်းဆီးတာတွေစိုးစိုးရွာရွာလှုပ်ဆောင်နေတယ်လို့တည်ရပါတယ်ရန်ကုန်တိုင်းအတွင်းစစ်အင်အားစုဆောင်ရမှာအကြမ်းဖက်စစ်တပ်နဲ့ရက်ွက်အာဏာပိုင်ဆိုသူတွေက နေအိမ်တဲတဲ့အထိရှောင်းတခင်ဝင်ရောက်အက်စစ်ဖမ်းဆီးတာစစ်မှုထမ်းစရင်နာမည်စရင်အလိုက်ခေါ်ဆောင်တာတွေအပြင်စစ်တပ်လက်ပါစေပြူစောတိလူမိုက်တွေအရက်ဝတ်တွေနဲ့အတင်းအကျပ်ဝင်ရောက်ထိုးကျိတ်ဖမ်းဆီးတာမျိုးတွေလည်းရှိလာပါတယ်အလုတ်အတော်အလုတ်ပြန်တဲ့အပြင်ထွက်လဲကြတဲ့လူငယ်တွေကိုအရက်ဝတ်ပြူစောတိလူမိုက်တွေကအတင်းစောင့်ကြိုဖမ်းဆီးပြီးစစ်တပ်ထံတိုက်ရိုက်ရောင်းစားကငွေထုတ်ယူကြသလိုမိသားစုတွေထံကနေငွေညှစ်တောင်းခံတာမျိုးလဲလှုပ်ဆောင်နေကြပါတယ်ကဲဒါကတော့ရန်ကုန်မှာဖြစ်နေတာဒီနေရာမှာကျွန်တော်တခုပြောချင်ပါတယ် လောလောဆယ်ရက်ွက်လူကြီးကိုပိုင်တယ်နယ်ရင်းကိုပိုင်တယ်ကိုကိုရက်ွက်မှာရှိတဲ့စစ်တပ်ကိုပိုင်တယ်ငါတို့တော့နေလို့ရပါသေးတယ်ငါတို့တော့လွတ်ပါသေးတယ်နော်အဲလောလောဆယ်ဖမ်းဝါနာတော့ဟိုဂျောင်းတွေကောင်တွေဟိုနားကောင်တွေဆိုတဲ့စိတ်ဓာတ်နဲ့နေမယ်ဆိုရင်တော့တစ်ချိန်ခမားတို့အိမ်ကိုအဲ့ဒီလက်တယ်တွေကကျင်းကြီးတကားလာကောက်မှာပါအဲ့ဒီချိန်ကျရင်မမီတော့ဘူးဘာမှလုပ်လို့မရတော့နော်ဒါအောင်စဉ်းစားပါဒါကြောင့်မလို့လူငယ်လူရွယ်တွေရန်ကုန်မှာမမဟုတ်ဘူးတနိုင်ငံလုံးမှာရှိတယ် ဒီပြည်သူတွေအများဆုံးကခမားတို့ဒီစစ်တပ်ထဲကိုဝင်ပြီးတော့အတေခံနိုင်လားဒါဆိုရင်တော့နားမထောင်နဲ့မပြောတော့ဘူးเนาะရတယ်တဘောပဲဒါပေမဲ့အဝင်မခံနိုင်ဘူးဒီစစ်တပ်ကိုတော့ထောက်မခံဘူးဒါဟာရုပ်မာတာပြည်သူကိုဒုက္ခပေးတာလူလူချင်းလူဘဝတာစတဲ့ဖြင့်ဘလို့မှလက်မခံဘူးဆိုရင်တော့တော်လှန်ရေးကိုတနေရာကပါပါဘာဖြစ်လို့လဲခက်မြန်မြန်ပွဲပြတ်ဖို့အတွက်เนาะအဲ့တော့ဒီရန်သူဖြစ်တဲ့ကောင်တွေကလောလောဆယ်တော့ခမားတို့ရှိမှခမားတို့တဲ့နှိပ်တဲ့လူတွေကိုခမားတို့တဲ့လှုပ်လို့ရတဲ့လူတွေကိုစွဲနေလိုက် အဲ့ဒီလူတွေကုံွားတဲ့တနေ့ခမားတို့ရှိမလာဘူးလို့ဘလူအာမခံဒါကိုတိဖို့လိုပါတယ်ဒါကြောင့်မလို့နိုင်ငံရေးဆိုတာကိုနဲ့မဆိုင်ဘူးလို့မလောက်ပါနဲ့အတီတရားမမဲ့ကြပါနဲ့နိုင်ငံရေးကအားလုံးနဲ့ဆိုင်တဲ့ပြဿနာပါဒီလိုမျိုးកောင်မျိုးတွေកုံွားလို့ရှိရင်ကိုယ့်အိမ်တကာလာခောက်ပါလိမ့်မယ်ဒါကြောင့်မလို့ရန်ကုန်မန္တလေးမြို့ကြီးမှာနေတဲ့သူတွေအနေနဲ့လဲတော်လှန်ရေးကိုနိုင်တဲ့နေရာကပါဝင်ပါအပျော်ပါးတွေရှော့ပေးချက်ကိုကောင်းပါတယ်ဒီကာလကြီးဟာ ိုင်းပြည်မှာစုပ်ပြတ်နေတဲ့အချိန်မှာကျွန်တော်တို့မပြောမပါလို့ဘာမှမဖြစ်ပါဘူးเนาะဟိုမပြောမပါလို့သေသွားမဲ့လူလည်းမရှိဘူးဒါပေမဲ့ကိုယ့်အိမ်ကိုအခုလိုမျိုးပေါ်တာလာဆွဲရင်တော့သေမဲ့လူတွေရှိွားလိမ့်မယ်ဒါကြောင့်မို့လို့ကိုယ့်အတက်ထက်ဘာကုန်မှတန်ဖိုးမထားကြပါနဲ့လို့အားလုံးတိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့အရေးအတွေးပြည့်ပညာရေးဖော်ဆောင်မိဟုမကွေးဒေတာဂျာကာလအခြေခံပညာရေးဘုတ်ဘွားကပြောကြားလိုက်ဆိုတဲ့သတင်းမဖြစ်ပါတယ် မကွေးဒေတာနဲ့ကန့်ညီတဲ့ Federal Democracy ပညာရေးစနစ်ကိုထောက်ပံ့ပေးဖို့နဲ့အရေးအတွေးပြည့်ဝတဲ့ပညာရေးရရှိဖို့အကောင့်တွေပေါ်ဆောင်ရွက်သွားမယ်လို့မကွေးတိုင်းဂျာကာလအခြေခံပညာရေးဘုတ်အဖွဲ့ကနေတည်ရပါတယ်။ပညာရေးဘုတ်အဖွဲ့အနေနဲ့ပညာရေးအဲအနေနဲ့ဒေတာအတွင်းပညာရေးဆိုင်ရာကိစ္စရပ်တွေကိုထောက်ပံ့ကူညီနိုင်ဖို့လဲလှုံ့ဆော်သွားမယ်လို့ရွေးချယ်စီမံရွေးချယ်ခံစီမံရေးတာဝန်ခံဆရာငိမ့်တူရာကပြောပါတယ်။လူပောင်အတွက်အကျိုးပြုနိုင်မဲ့လူစွမ်းအရင်းမြစ်တွေမွေးထုတ်ပေးနိုင်ဖို့ပြီးတော့လူစွမ်းအရင်းမြစ် ဗတ်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်တဲ့ဂျားကာလပညာရေးလုပ်ငန်းတွေကိုဒေတာအတီးတီးကပညာရေးမိတ်ဖက်အဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်အကောင့်ထဲပေါ်တော့မှဖြစ်တယ်လို့ပြောပါတယ်။မကွေးတိုင်းရဲ့ဂျားကာလအခြေခံပညာရေးဘုတ်အဖွဲ့ကိုပြီးခဲ့တဲ့ဩဂတ်လ20ရက်မှာပထမဆုံးအနေနဲ့စတင်ဖွဲ့စည်းခဲ့ပြီးအော်တိုဘလာ3ရက်မှာဘုတ်အဖွဲ့ဝင်တွေရွေးချယ်တင်မြှောက်ခဲ့ကလုပ်ငန်းတာဝန်တွေလှုပ်ဆောင်နေပြီးဖြစ်ကြောင်းဘုတ်အဖွဲ့စီကနေပြောပါတယ်။အင်မတန်ခက်ခဲမှာပါနော်။ဒါကြောင့်မို့လို့ကျွန်တော်တို့တော်လှန်ရေးဘက်မှာပါနေတဲ့တည်သူတွေအနေနဲ့ ်ပညာရေးဝန်ထမ်းတွေအနေနဲ့အင်မတန်ခက်ခဲပါတယ်ဘာဖြစ်လို့နံပါတ်1ခင်ဗျားတို့လွတ်လပ်စွာတောင်ပညာတင်ကြားခွင့်မရှိတဲ့တိုင်းပြည်ပါမယုံရင် CDN လှုပ်ထားတဲ့ဆရာဆရာမတွေပဲခလေးတွေနဲ့ခေါ်ပြီးတော့စာတင်ကြည့်နေပါအဲ့နေရာကိုဘုံကျဲခံမသိရင်ကြိုက်တယ်လို့ပြောပါအဲ့တော့ဒါရှင်းနေပါတယ်ပညာတောင်လွတ်လပ်စွာတင်ကြားခွင့်မပေးတဲ့အာနာဒိန်းစစ်တပ်ပါမယုံရင်လှုပ်ကြည့်ပါဘုံကျဲခံမသိရင်ကြိုက်တယ်လို့ပြောပါနော်အဲ့တော့နံပါတ်1လွတ်လပ်စွာတောင်ပညာတင်ကြားခွင့်ရအောင်မဟုတ်ဘူးနံပါတ်2 ဘန္နာရေးဆိုတာနိုင်ငံတော်ဘန္နာအနေနဲ့စီးစင်းနေတဲ့ဟာမျိုးဆိုတဲ့ဟာမျိုးကနိုင်နိုင်လိုက်မယ်ပညာရေးရမုံငွေအတွက်လိုအပ်ချက်တွေအများကြီးရှိတယ်အခုအခုလိုမျိုးကိုအားကိုကိုထူကိုထဆိုတဲ့ဟာမျိုးက budget ရမုံငွေလိုအပ်ချက်တွေအများကြီးဖြစ်ပေါ်လိမ့်မယ်ဒါကြောင့်မလို့ဒီဟိုအခုဒီလိုလှုပ်မဲ့ပုံကိုယ်တွေအနေနဲ့တော်တော်ခက်ခက်ခက်ခဲကိုရုံးကန်မှတည်ကြပါတယ်ဒါကြောင့်မလို့เนาะချို့တွေကြတော့စိတ်ရင်းမှမကူညီကြဘူးအဘာဖြစ်တာလို့လူတက်တာလို့လူသေးတာလို့စသဖြင့်เนาะအမျိုးမျိုးခေါင်းစဉ်တွေပေးမယ်ဆိုရင်လည်းအခုလိုပညာရေး အစီမံအဘက်ဒီမှာပြီးရင်စစ်ဒီစစ်ဘေးရှောင်ပြည်သူတွေကုညီလို့ရပါတယ်ဘလို့ဖြစ်ဖြစ်ကျွန်တော်ဒီကာလဟာအားလုံးကခက်ခဲနေတဲ့ကာလဖြစ်တဲ့အတွက်ပြည်သူအချင်းချင်းနိုင်တဲ့လောက်ကြီးချူစောက်ချောက်ကိုလိုပါတယ်မြန်မာပြည်တွင်းမှာရှိတဲ့ပရဟိတဆိုတဲ့เนาะလူပုဂ္ဂိုလ်တွေကိုလည်းကျွန်တော်မြေတားရက်ခံခြင်းပါတယ်စစ်ဘေးရှောင်ဒေတာမှာเนาะအခက်ခဲတွေများစွာနဲ့အကူအညီတွေလိုအပ်နေတဲ့เนาะဒုက္ခတွေတွေလည်းအများကြီးရှိပါတယ်အဲ့ဒီဒုက္ခတွေတွေကိုလည်းပရဟိတအကျိုးငှာ ူညီလို့ရပါတယ်ဆိုတာကိုလည်းကြုံရင်းနဲ့တင်ပြပါတယ်နော်ဟုတ်ကဲ့နောက်ဆုံးသတင်းကိုတင်ပြချင်ပါတယ်ဒါကတော့တတ် KI အတွင်တရားမဝင်မြန်မာလှုပ်တာ32ဦးထပ်ဖမ်းခံရလို့သတင်းမှာဖြစ်ပါတယ်ဒါကတော့ထိုင်းနိုင်ငံရဲ့သတင်းပါလက်ရှိထိုင်းနိုင်ငံမှာမြန်မာပြည်တွင်းထဲမှာကိုနေ့ကအရှိမပြောခဲ့သလိုပေါ့ပေါ်တာတွေဆွဲဖမ်းဆီးအခုကြားဖြန့်ပြဿနာတွေရှုပ်ရှက်ခတ်ပြောင်းတက်နေတဲ့အချိန်မှာနေထိုင်လို့မရတဲ့ပြည်သူတွေဟာအနီးဆက်ဆုံးဖြစ်တဲ့နိုင်ငံတွေကိုထွက်ပြေးရပါတယ်အဲ့ဒီထဲမှာမြန်မာပြည်သားအများစုပြေးတဲ့နိုင်ငံကတော့ နယ်နေမိတ်ချင်းအများဆုံးတိစပ်နေတဲ့ထိုင်းနိုင်ငံပဲဖြစ်ပါတယ်ထိုင်းနိုင်ငံကိုနီလန်အမျိုးမျိုးနဲ့ဝင်ရောက်ကြပေမဲ့တရားဝင်နီလန်နဲ့ဝင်ဖို့ဟာအင်မတန်ခက်ပါတယ်နော်အဲ့တော့တရားဝင်နီလန်နဲ့ဝင်ဖို့ခက်ခဲနေတဲ့အတွက်တရားမဝင်နီလန်ကနေခိုးဝင်လာပါတယ်အဲ့လိုခိုးဝင်နေတဲ့ပြည်သူကိုလည်းထိုင်းအစိုးရကကြက်ကြက်မက်မက်စစ်ဆေးဖမ်းဆီးနေပါတယ်အခုဆိုရင်အနီအောက်ရောင်ကြီးတုံး drone တွေပါတုံးပြီးတော့နော်ကြံကင်းနေမှာအရင်လိုကြံကင်းကြတဲ့ရှောက်တော့မလွတ်တော့ပါဘူးအပေါ်ကနေအကုန်တွေ့နေရပါတယ်နော်ဒါကြောင့်မို့လို့အဲ ကျိုးဆောင်လှုပ်ပေးနေတဲ့ပွဲစားတွေအနေနဲ့သတိထားပါကိုလမ်းချောင်းကိုမပိုင်မလှုပ်ကြပါနဲ့ခံသွားရမယ့်ပြည်သူတွေမျက်နှာကိုကိုချင်းစာပေးပါတို့လက်ထဲမှာရှိတာလေးပေါင်နှံရောင်းချပြီးတက်လာတာအသိအဆောင်ဖြစ်သွားလို့မရတဲ့ဘဝတွေပါဒါကြောင့်မလို့လူတယောက်ဘဝကိုကြောင့်မပြည့်စည်အောင်ဟိုတတိဆက်ဆိုင်ကြဖို့လိုပါတယ်နော်ဒါတောက်ချောက်ဖမ်းနေတာအခုဒီနေ့ဆိုတဲ့မယ်လမတ်မြို့နယ်နန်းတိတ်ဘဝဝန်ကြီးရအနီတော်ထဲမှာမတင်ငါဆရာလူတစု ရောက်ရှိနေကြောင်တည်င်းရတာကြောင့် မလမတ်မြွတ်နဲ့ဦးစီးမှုလဝကရဲနဲ့နေချားဆောက်တပ်ဖွဲ့တွေပါဝင်တဲ့ပူးပေါင်းဖွဲ့ဟာအော်တိုဘားလ22ရက်နေ့ည9:00နာရီလောက်ကအဆိုပါနေရာကိုတွားရောက်စစ်ဆေးခဲ့ကြပါတယ်။အဆိုပါတော်ထဲမှာအရွယ်ကောင်းလူငယ်အမျိုးသား23ယောက်အမျိုးသမီး8ယောက်ပေါင်း31ယောက်တွေ့ရှိတယ်။ဗာရာဗျာနဲ့စစ်ဆေးမေးမြန်းချက်အရာသူတို့ဟာမြန်မာပြည်ဘကိုးဒေတာကနေမြဝတီမြို့မှာကိုယ့်ရဲ့လာဆောက်တယ်။အဲ့ဒီနောက်လမ်းပြကတောင်းရင်မြစ်ကိုလှေနဲ့ဖြတ်ပြီးခေါ်လာတယ်။ ဗန်ကောက်မှာအလုတ်တွားလုတ်ဖို့အတွက်မြန်မာပွဲစားကိုတဦးလင်ဘတ်2500ပေးခဲ့ရတယ်အဲ့ဒီထဲမှာတနစ်ခံအလုတ်တမားကလှုပ်ပေးမယ်ဆိုပြီးပြောလို့ယုံပြီးပေးခဲ့ကြတယ်အဲ့ဒီနေရာရောက်တော့လမ်းများကထွက်သွားပြီးပြန်မလာတော့ဘူးတို့တို့လည်းအဖမ်းခံရတာပဲလို့ပြောတော့ပါတယ်ကဲစဉ်းစားကြည့်ပေါ့ဗျာဘဝတွေအဲ့ဒီထဲမှာရှိတဲ့အိမ်ဝိုင်းလေးကိုရောင်းပြီးတော့လာတဲ့လူတွေရှိမယ်နော်ရှိတဲ့လယ်လေးမှာထုံးနေတဲ့နွားတချင်းရောင်းပြီးလာတဲ့လူတွေရှိမယ်နော်အဖေတွေအမေတွေအိုကြီးအိုမ နေတဲ့အိမ်ကိုပေါင်ပြီးတော့တက်လာတဲ့လူတွေရှိမယ်2500ဆိုတဲ့ငွေဟာဘလို့မှမဖြစ်တင်ဘူးတွေဗျာเนาะစဉ်းစားကြည့်ပေါ့အဲ့တော့2500နဲ့ဒီရောက်လို့နေရာထိုင်ခင်းရစားအလုတ်ရအောင်အပီးစီတောင်းဝင်ယူထားတယ်ဆိုရင်တော့တမျိုးပါမပြောပါဘူးအခုလိုမျိုးဗျမ်းမတာပစ်ပြီးတော့တွားတဲ့လမ်းပြနဲ့ထားပစ်ခဲ့တဲ့ဟာမျိုးကြတော့မလုတ်ကြပါနဲ့ဒီကာလဟာကျွန်တော်တို့လူလူချင်းမြေတာထားရမယ့်ကာလပါကျွန်တော်တို့တိုင်းပြည်မှာကပ်ဘေးဆိုင်နေတာပါเนาะ ကတ်ကြီးတုံးပါဆိုတာဒီအချိန်မှာတကယ်စိုက်နေတာပါအဲ့တော့ဒီကာလမှာလောဘတွေဒေါသတွေလျှော့ကြပါကျွန်တော်တို့ပြည်သူပြည်သားချင်းချင်းနိုင်တဲ့နေရာကကူညီပါမိစ္ဆာကောင်တွေတက်ပြီးတော့တိုင်းပြည်အုပ်ချုပ်ဖို့လုပ်နေတဲ့အချိန်မှာကျွန်တော်တို့ပြည်သူချင်းချင်းကမစည်းလုံးဘူးဆိုရင်တော့ဒီတိုင်းပြည်ပြတ်ဖို့ပဲကြံပါတော့တယ်ဒါကြောင့်မလို့ဘလို့ဖြစ်ဖြစ်ကျွန်တော်တို့ပြည်သူချင်းချင်းကြီးစုဆောက်ရှောက်ပေးပါလို့အလုံးမေတ္တာရက်ခံပါတယ်ဟုတ်ကဲ့ပါဒီကနေ့ကျွန်တော်တို့တင်ဆက်ခဲ့တဲ့သတင်းတွေ အစနဲ့အဆုံးစောင့်ဆောင်စောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ရက်ဒီမှာတဲ့အချိန်ရရင်ရသလိုခုလိုသတင်းတွေကိုတင်ဆက်ပေးရမှာဖြစ်ပါတယ်။သတင်းတွေနဲ့ပတ်သက်လို့ကျွန်တော်တို့သတင်းပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Messenger တွေကနေဆက်သွယ်ပြီးတော့သတင်းပေးလို့ရပါတယ်ခင်ဗျ။မင်္ဂလာညချမ်းပါဘေးဘေးရဝေးကွာကြပါစေ။